။ညာနဲ့ချီပြီးတော့ပေါင်900ဘုံတွေကိုကျဲခဲ့ကြတယ်။ဒီပေါင်900ဘုံတွေကျဲချမှုနဲ့ vibration ပြောင်းခါမှုတွေဟာတိတ်ရောလှုပ်ရှားမှုတွေကိုတတ်ဝင်မှုပို့ပြီးတော့ဖြစ်စေချောင်းကိုကျွန်တော်တို့လက်ရှိအချိန်မှာတုံ့တက်ယူဆထားတဲ့အချက်တွေလည်းရှိပါတယ်။ပုံမှန်တိုင်းဆက်ပြီးတော့ကျဲနေမယ်ဆိုရင်မန္တလေးမြို့တေဆုံးခန်းကိုကျွန်တော်တို့ဖြစ်မှာပဲမြဝါထင်ထင်မြင်တွေ့ရဖို့ရှိတယ်။အားလုံးပဲမင်္ဂလာပါ။ ကျွန်တော်ရဲဘော်ရှင်းလေးပါအားလုံးပဲတာလူစားပါကျွန်တော်ကြိုးစုံနေပါခင်ဗျာဒီပိုင်းတွေမှာပြင်းထန်တဲ့ငလေလှုပ်ခတ်မှုတွေကြောင့်ကျွန်တော်အရက်သားပြည်သူပေါင်းထောင်ထဲချီပြီးတော့ဒေဆုံးခဲ့ရပြီးတော့လူကြီးအဲကျွန်တော်တို့ပေါင်းကျော်နီးပါးအထိထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သတင်းတွေအားလုံးကြားသိပြီးခဲ့ပြီးဖြစ်မှာပါဒါကတော့လက်ရှိစီးရင်အင်းတွေပါကျွန်တော်တို့ပျောက်ဆုံးနေတဲ့သူတွေအများအပြားရှိနေသလိုနိုင်ငံတော်ဝန်ကျွန်တော်တို့ဒါ ထိခိုက်ခဲ့တဲ့သူတွေတိုက်ဆုံးခဲ့တဲ့သူတွေကိုစရင်ခုချိန်တီကောက်လို့မရတဲ့အခြေအနေဇိုးကြီးကိုပါကျွန်တော်ရင်ဆိုင်နေရတာပါအာဒီကနေ့မှာကျွန်တော်နဲ့အကိုချင်းနဲ့တင်ပြပေးသွားမယ့်အကြောင်းအရာကကျွန်တော်တို့နိုင်ငံသမိုင်းတောက်လျှောက်ဒါငလင်လှုပ်ခဲ့တဲ့ဖြစ်စဉ်တွေဒီဖြစ်စဉ်တွေမှာကျွန်တော်တို့ဆိုးကျိုးတွေရှိလို့ဒါအကောင်းဘက်ကဖြစ်လာမဲ့အကြောင်းအရာတွေလည်းရှိတဲ့အကြောင်းကိုကျွန်တော်ဆွေးနွေးပေးသွားမယ်ဒီဆွေးနွေးပွဲမတိုင်ခင်မှာကျွန်တော် ပြောပြခြင်းတဲ့အကြောင်းအရာတစ်ချက်ရှိပါတယ်အဲ့ဒါကတော့မြန်မာနိုင်ငံရဲ့ပြည်ဝင်ဂျောနဲ့အနီးတဝိုက်ပြင်းထန်တဲ့ PR တွေကြောင့်ကျွန်တော်တို့အဲ့ဒီ PR တွေခဏခဏပေးတာများရင်နှစ်ပေါင်း100လောက်မှာရွေးတဲ့မြေကြီးဟာအချိန်တိုနဲ့ပြည်ဝင်ဂျောလှုပ်ရှားပွတ်တိုက်မှုတွေကွဲအမှုတွေဟာသဘောဝတရားဖြစ်မဲ့ကြာချိန်ထက်စောလျင်စွာဖြစ်တတ်တယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်အရင်ဆုံးတင်ပြပေးမယ်ဟုတ်ကဲ့နော်ဟုတ်ပါတယ်ဟုတ်ပြီဒါကလည်းလက်ရှိ အဲကျွန်တော်တို့နိုင်ငံမှာစစ်မဖြစ်နေတဲ့ကာလတွေနဲ့လည်းအရန်လဲဒါတိုက်ဆိုင်နေတယ်ပြီးတော့ဓာရီချောင်းလဲဆိုတာကိုလည်းကျွန်တော်တို့လိလသုံးသပ်ရမှာဖြစ်တယ်ဗျဘာကြောင့်စောလင်စွာငလင်တွေဟာတဘာဝတရားနဲ့ဆန့်ကျင်ပြီးတော့ဖြစ်နေတာလဲဆိုတာပါတနစ်ကိုဒါ22မီလီမီတာပဲရွေးတဲ့စကိုင်းပိတ်မိကြောတဲ့အနီးတဝိုက်ကိုကျွန်တော်တို့အချမ်းဖတ်အာနာယူစစ်ရှုံးကောင်တွေဟာမကြာခဏဆိုသလိုမျိုး ပေါင်900ဘုံးကိုအတကုံကျဲခဲ့ကြတယ်နော်ဟုတ်ပါတယ်တစ်လုံးနှလုံးနဲ့ကျဲတာပေါ့ဘူးသူတို့တွေညာနဲ့ချီပြီးညာနဲ့ချီပြီးတော့ပေါင်900ဘုံးတွေကိုကျဲခဲ့ကြတယ်အဲ့လိုအစမတန်ကျဲခဲ့တဲ့နောက်ဆက်တွဲဖြစ်စဉ်စိုးချိုးတွေရှိပါတယ်အဲ့ဒါကတော့အဲ့ဒီပေါင်900ဘုံးတွေကျဲချမှုနဲ့ vibration ပြောင်းခါမှုတွေဟာတက်၍ကြော်လှုပ်ရှားမှုတွေကိုတတ်ဝင်မှုပို့ပြီးတော့ဖြစ်စဉ်အကြောင်းကိုကျွန်တော်တို့လက်ရှိအချိန်မှာ ဒါတုံတက်ယူဆထားတဲ့အချက်တွေလည်းရှိပါတယ်ပုံမှန်တိုင်းဆက်ပြီးတော့ကျဲနေမယ်ဆိုရင်မန္တလေးမြို့သေဆုံးခန်းကိုကျွန်တော်တို့ခက်မှာပဲမြဝါထင်ထင်မြင်တွေ့ရဖို့ရှိတယ်ဟုတ်ပါတယ်ခင်ဗျာဒါကကျမဖက်စစ်ခွေးလုံနေတဲ့ဒါပေါင်900ဘုံနေစမနံကျဲချင်းနဲ့ဒါကျွန်တော်တို့ရဲ့ဒီဘောနော်တဘာဝမြေရွေရှားပြည့်ပြည့်ကြောတွေနဲ့ဆက်ဆက်ပြီးတော့ဖြစ်ပေါ်တာပါပြီးတော့ AR မြစ်ဆိုတာကျွန်တော်တို့နိုင်ငံရဲ့ တမိုင်းဒနာရှိတဲမှာပဲကြံခဲ့ရတော့မယ်အမြင့်တစ်ခုအနေနဲ့ဖြစ်သွားမှာဖြစ်လို့ကျွန်တော်တို့အားလုံးရဲ့ကမ္ဘာအမွေနဲ့ကျွန်တော်တို့နိုင်ငံသားတွေတန်ဖိုးထားတဲ့ပကံဆိုတာမြေမှောက်လိုပဲမြေပြင်ပေါ်မှာပြပြဝတ်သွားနိုင်နေဆိုတဲ့ယူဆချက်တွေထင်မြင်ချက်တွေထပေါ်နေပါတယ်ဟုတ်ပါတယ်ခင်ဗျာဒီယူဆချက်မဟုတ်ဘူးเนาะဒီဆိုးဆိုးအကူပြောခဲ့တယ်ပေါ့เนาะဒီပကံ အဲဒီပကန်းဆိုတာဒီကျွန်တော်တို့မြန်မာနိုင်ငံမှာနေပြီးတော့အာဘောနော်ဖယားဇေဒီဗုဒ္ဓဘာသာရဲ့ဘောနော်ဖယားဇေဒီဘုံမြောင်မြောက်စွာရှိတဲ့နေရာတစ်ခုဖြစ်တယ်ဘောနော်ကျွန်တော်ဒီဘက်ကတစ်ခုရှိတယ်လှေးဝင်ရိုးသံတញ្ញញံပကန်းဖယားဘောင်းအာတစင်းပန်းခိုင်တလိုင်လိုင်ရခိုင်ဖယားဘောင်းဆိုတော့ဒီအာဒီဒီဘောနော်လှေးဝင်ရိုးသံတញ្ញញံဆိုတာရရလာဝလေးပုတ်တူနံရရလာဝလေးဆိုတော့ဒီလေးနဲ့စတယ်သူကလေးသိန်းကျော်ရှိတယ်လို့ပြောတယ်အဲ့တော့ဒီပကန်းမြို့မှာဖယားဘောင်းလေးသိန်းကျော်ရှိတယ် ဆိုတော့ဒီဟာတွေကရှင်းအောင်အမွေနဲ့ဒါကဘာရှင်းအောင်အမွေနဲ့သူအကဘာသူကဘာသူတဲ့တရားလေဒါရှင်းအောင်အမွေနဲ့ဆိုပြီးတော့တတ်မှတ်ထားတဲ့နေရာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးသူ့အနေနဲ့အခုဆိုးဆဆိုးဆိုးဆိုးပြောသွားတယ်ပုံ900ဘုံတွေအမြဲတမ်းကျင်းနေတဲ့အတွက်ကြောင့်ဒါဒီနေရာအာဘောနော်တနည်းပြောပြမယ်ဆိုလို့ရှိရင်တော့ဒါဒီစာပေစကားတွေစစ်မြေပြင်နေရဆိုတော့ဒီစစ်မြေပြင်နေရာတွေမှာအဲ့ဟိုဒီငလျင်လောက်ကဟိုငလျင်ရဲ့တမိုင်းကျော်အမြဲတမ်းရှိတယ် စစ်မြေပြင်ဖြစ်ခဲ့တဲ့နေရာတဲ့နေရာတဲ့မှာအလင်းလောက်တာရှိတယ်။ဥပမာအခုလက်ရှိနေတော့ဂျပန်ကိုကြည့်လိုက်။ဂျပန်ကိုကြည့်တဲ့ဂျန်တဲ့နိုင်ငံမရှိတဲ့ဂျပန်ကိုကြည့်လိုက်ဂျပန်ကလည်းတစ်ချိန်လုံးကစစ်မြေပြင်နေရာတစ်ခုဖြစ်ခဲ့မှုတယ်။ဟုတ်တယ်။ဆိုတော့ဒီစစ်မြေပြင်နေရာတစ်ခုဖြစ်ခဲ့မှုတယ်ဂျပန်ကငလျင်လောက်ပြည့်ရဆိုလို့အကြီးကြီးဆုံးဖြစ်တာပဲ။ ကြည်ကြည်မောဖြစ်တယ်ဒါကျွန်တော်တို့ဒါအခုလက်ရှိနေပြီးတော့ဒါဘောနော်ဒါကျွန်တော်တို့အချက်တော်အားစမှာရှိနေနိုင်ငံထောက်ပြတာတခြားနိုင်ငံတွေလည်းရှိကြပါသေးတယ်ရှိတယ်ရှိဆိုလိုတာကဒီအခုလက်ရှိမဲအောင်လိုင်းကဒါဒီပုံ900ဘုံတွေနောက်ပြီးဒီအခုလက်ရှိနေဒီသူထုတ်မသုံးတဲ့ဘဟုတ်တုံးတဲ့ခိုးတခါတော့ကျွန်တော်ကျွန်တော်ပြောတော့မှပါတယ်ဗာလဲဒီအာဒါဓာတ်ရုပ်စိတ်တဲ့ဘုံတွေပြီးတော့စိတ်တဲ့ဘုံတွေဘုံတွေမိအောင်ဘုံတွေဒီလိုဘုံတွေကိုဒါစစ်ပြီးသုံးနေမယ်ဆိုလို့ရှိရင်ကျွန်တော်အစိုးရပြောတဲ့ရေရှယ်ရင်ကျမှုအမွေနဲ့တစ်ခုဖြစ်တဲ့ပကံအားကြဆင်သွားလိမ့်မယ်အခု ဒီမမန္တလေးခုနကမန္တလေးကနန်းတော်ရိုက်ဆိုအခုဆိုပြိုသွားပြီဟုတ်တယ်ဆိုဒီလိုရှေးအောင်ပစ္စည်းတွေကပြိုကျလာပြီပေါ့နော်အဲ့တော့ဒီဟာတွေကိုကျွန်တော်တို့ဘယ်လိုနည်းနဲ့ကာကွယ်ရမလဲပေါ့နော်ဘယ်လိုနည်းနဲ့ကျွန်တော်တို့လောက်ရမလဲအဲဒါတွေကိုကျွန်တော်တို့ဟိုကဆွေးနွေးလုံတာဟုတ်လွယ်လာပြီဟုတ်တယ်ကျွန်တော်တို့နိုင်ငံအတွင်းထဲမှာအခုပြင်းထန်ဆုံးဒါငလင်လုတ်ခတ်မှုတွေကြားထဲမှာကျွန်တော်တို့ဒါမန္တလေးเนาะတော်တော်များများတန်တန်ထိခိုက်ရတယ်ပြီးတော့စကိုင်း မကွေးနေပြည်တော်စတဲ့နေရာတွေမှာကျွန်တော်တို့ရသပြည်သူတွေအဲအသက်အိုးရင်စီစဉ်အမြောက်အများကိုထပ်မံပြီးတော့အပိကကြာရပြီပြဗျာဆိုတော့ဒီငလင်ဂျောနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါဖြစ်စဉ်ခဲ့တဲ့သမိုင်းတွေနဲ့ပြီးတော့ဒါသူ့မှာဆိုးချိုးတွေလည်းရှိတယ်ပြီးတော့ကောင်းချိုးတွေလည်းရှိတယ်ဆိုတော့အကြောင်းကိုလည်းကျွန်တော်တို့ထပ်ပြီးတော့သုံးသပ်ဖို့လိုအပ်တယ်ဟုတ်ပါတယ်ခင်ဗျာဒီတော့ဒီငလင်သမိုင်းကိုကျွန်တော်လက်လာတဲ့အခါမှာ1485ပေါ့နော်ဒီဂူဒီယာမင်းကောင်လက်ထက် ဒါပထမဆုံးအကြိမ်လှုပ်ခဲ့တယ်လို့ပြောထားတယ်။တက်မြန်မာနိုင်ငံရဲ့လုံအသမိုင်းကြောင့်ပေါ့နော်။ဒီမြန်မာနိုင်ငံမှာပထမဦးဆုံးအကြိမ်ငလျင်လှုပ်တဲ့1485မှာလှုပ်တယ်။ဒါပေမဲ့သူကဘာလဲဆိုရင်သခိုင်းတိုင်းတစ်ခုတည်းပဲလှုပ်ခဲ့တယ်။ဆိုတော့ဒီ edition တော့တော့သခိုင်းအိမ်တွေပေါ့။အဲသခိုင်းနိုင်ငံတော့ပေါ့။ဒီသခိုင်းနိုင်ငံတစ်ခုတည်းမှာပဲလှုပ်ခဲ့တာတွေ့ရတယ်။ကြံတဲ့နေရာဒေသတွေမှာလှုပ်ခဲ့တာကိုမတွေ့ရဘူး။ဒါကဒီ1485ခုနဲ့ဒါမြန်မာနိုင်ငံမှာပထမဦးဆုံးပေါ်ပေါက်ခဲ့တဲ့အလှည့်ရဲ့နောက်ဒီ ဟူဒီယားမလင်ကကျတော့ဒီ1964ခုနဲ့သူကဒီပကိုးဘယင်ပေါ့ဒီပကိုးနိုင်ငံပေါ့လေဒီပကိုးနိုင်ငံတစ်ခုတည်းမှာပဲလှုပ်ခဲ့တာတွေ့ရတယ်ဆိုတော့အခုနောက်ပိုင်းလေးကျွန်တော်တို့ဒီဘက်ကဒီအာဒီမြန်မာနိုင်ငံလွတ်လိုက်ကြောက်ရတဲ့အချိန်လေးပေါ့နော်ဒါပြုတ်နေမှာဆိုရင်နည်းနည်းကြာမှာစိုးလို့ဆိုတော့ဒီမြန်မာနိုင်ငံလောလောကိုယ့်လက်ရှိဒီကျွန်တော်တို့လက်လက်ကြီးတလောက်ကြည့်မှာဆိုတော့2004ခုနှစ်မှာမြန်မာနိုင်ငံပထမအုပ်ဆုံးချက်ဒါဆူနာမီလိုင်းဆိုပြီးတော့လှုပ်ခဲ့တဲ့မြန်မာနိုင်ငံတနိုင်ငံလုံးဒုက္ခကြခဲ့တယ်ပေါ့နော် ဒါဒါဒီကျွန်တော်တို့ဒီလက်ရှိမလျင်လုတ်ခဲ့တဲ့1485ကနေပြီးတော့ဒီ2004ခုနှစ်ထိပေါ့နော်ဒါအာအကြီးမားဆုံးလှိုင်းလို့ပြောပြောပြောလို့ရတယ်ဆိုတော့ဒီကနေကျွန်တော်တို့စဉ်းစားစဉ်းလာတဲ့အခါဒီနောက်ဆုံးဘာလို့ဆိုတော့2014မှာအချိန်ပြည်နဲ့စလုပ်တယ်အဲဒါလည်းတိုက်ကြီးကြီးမားကြီးမဟုတ်သေးဘူးပေါ့နော်ဒီငလျင်လုတ်ခဲ့တဲ့တမိုင်းကြောင်းဒီနဲ့ဒီရဲ့ရှိတိပေါ့နော်ဒီ1485ကနေဒီ2025ပေါ့နော်ဒီအခုလေး3လပိုင်းထိ သမိုင်းကြောင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဒီငလင်လောက်တာကလုံးဝအကြီးကျယ်ဆုံးပေါ့နော်အကြီးကျယ်ဆုံးတာလူအသေးပြအများဆုံးနောက်တစ်ခုကကြတဲ့ကဘာလဲဆိုလို့ရှိရင်တစ်ခါမှမလုတ်ခတ်ဖူးတဲ့ငလင်တစ်ခုလို့ယူဆသုံးသပ်လို့ရပါတယ်ခင်ဗျဟုတ်တယ်လက်ရှိအချိန်မှာဒါအာစက်ကောင်စီအကြမ်းဖက်အဖွဲ့တွေကလည်းပဲအဲသူတို့တွေဒါကစဲကြီးလုပ်ငန်းတွေကိုလည်းထိရောက်စွာမလုဆောင်နိုင်တာကိုလည်းကျွန်တော်တို့ဒါထင်ရှားစွာတွေ့နေရတယ်ဆိုတော့ for show တွေကတော့ရှိမှာပေါ့ဗျာဟုတ်ပါဘူးအမြေပြင်းလေးစင်တပုံလေးရိုက်ပေါ့နော် ဒါတွေနဲ့ပဲလုံလောက်နေတာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ဒီငလင်မလုတ်ခင်တည်းကလည်းကျွန်တို့မှကျိုးရင်းစီစဉ်ခဲ့တာမရှိဘူးလို့ထူးခြားတိုက်ဆိုင်မှုတစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကျွန်တော်နိုင်ငံအတွင်းမှာပြင်းထန်တဲ့ငလင်ဒုက္ခမှုမတိုင်ခင်မှာအကြမ်းဖက်ဖက်စစ်တပ်ဟုတ်ပါတယ်။အဲ့ဒီခွေးကောင်တွေကလီရင်နဲ့ဘုံကျဲခဲ့တယ်။ဟုတ်တယ်ဟုတ်တယ်။ပြီးတော့ငလင်လှုပ်ပြီးနိုင်ပိုင်းအကွာမှာပဲထပ်ပြီးတော့ဒီကောင်တွေဘုံကျဲခဲ့ကြတယ်။ဟုတ်တယ်ဗျ။နော်ဒါကြောင့်ကျွန်တော်က ဒီမှာပြောတာကျွန်တော်တို့နိုင်ငံတွင်းထဲမှာရှိတဲ့ဒါငလင်ရဲ့ဒါဒါမြေဓုဒါပြည့်ပြည့်ကြောလှုပ်ရှားမှုတွေဟာသူ့အလုပ်သဘောဖြစ်စဉ်တွေနဲ့သူ့အချိန်မှာသူဖြစ်တတ်တဲ့သဘောရှိပါတယ်။ဒါပေမဲ့ဒါနိုင်ငံတွင်းထဲမှာဒါစင်ရှင်တို့ရခဲ့မဲ့စွာနဲ့သူတို့တွေစစ်ရှုံးတိုင်းဒါကျွန်တော်တို့ယသပြည်သူတွေရဲ့အိမ်ပေါ်ကျွန်တော်ယသပြည်သူတွေရဲ့စုဝေးနေတဲ့နေရာတိုင်းကိုပြင်းထန်တဲ့ပေါင်900ဘုံးတွေကိုအစမတန်ကျဲခဲ့ခြင်းကြောင့်အဲ့ဒီ တဘောအတန်းရွေရှားနေတဲ့တွေ့ရကြောတွေဟာစောလင်စွာအခုလိုမျိုးဘေးအန္တရာယ်တွေကြုံရနိုင်နေဆိုတာကိုလည်းကျွန်တော်အချက်လက်တွေကထပ်ပေါ်လာကြတာဖြစ်တယ်ဟုတ်ပါတယ်ဗျဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ဒါကျွန်တော်တို့နိုင်ငံအတွင်းထဲမှာအတိတ်အတီနမိတ်တွေတပေါင်းနေဆိုတာလည်းရှိတယ်ဗျဟုတ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့အခုချိန်ဘယ်လိုဆွေးနွေးကြည့်လဲအာကျွန်တော်ဒီပေါ့နော်ဒီလက်ရှိအာဒီလက်ရှိအတိတ်တဲ့တပေါင်းလေးကိုကျွန်တော်တို့ကြည့်တယ်ကြည့်တဲ့အခါမှာဒီအတိတ်တဲ့တပေါင်းလေးဆိုတာကတော့ဗောနော်မယုံကြည်လို့လည်းမရောက်ဘူးနော် အဲတ냐ဘာလဲဆိုတော့ဒါမြန်မာရှေ့ပညာရှင်ကြီးတွေကလည်းအာသူတို့တွေ့ရှိခဲ့အာသူတို့သူတို့သူတို့ရဲ့ဒီသူတို့လက်လာခဲ့တဲ့ပညာ အသူတို့သူတို့သိရှိတဲ့အသိပညာတွေကိုပြန်ပြီးတော့ပြောက်ဝင်ခဲ့တာပေါ့နော်ဒါတော့ဒီတပုံလေးကလည်းမယုံလို့မရဘူးဒါဒါကျွန်တော်ဆိုဒီအခုလက်ရှိဒီဒီတပုံကိုပြောခင်မှာအရင်တော့တပုံတစ်ခုပြပြမယ်အာဒီအင်္ဂလိပ်အုပ်ချုပ်မယ်ဆိုတဲ့ဟာကိုဟိုးရှစ်ခက်ဒီလုံးဒီအင်္ဂလိပ်မှာအုပ်ချုပ်ခဲ့နှစ်ပေါင်း200လောက်ကလေးရပဲပညာရှင်ကြီးတယောက်ကလည်းပြောထားခဲ့တယ်ငွေစင်တမတ်ဘင်ကိုကြက်ရွက်ကလောင်းကောင်းပြမယ်ပို့လို့မယ်ဆိုတာပြီးတော့ငွေစင်တမတ်ဆိုတာဒီငွေစင်တမတ်ခက်ရှိတယ်အဲ့တော့ဒီဟာမှာဒီသူတို့ကနေပြီးတော့အဲ့ဒီဒီငွေစင်တမတ်ဘင်ကိုကြက်ဆိုတာတနည်းအားဖြင့်ဒီလေး အင်္ဂလိပ်ကနေပြီးတော့ငါတို့နှစ်လျှောက်ဆွေပဲအုပ်ချုပ်မယ်။ဆိုပြီးတော့ဒီမြန်မာနိုင်ငံကိုသူတို့နှစ်လျှောက်ဆွေအုပ်ချုပ်ဖို့အတွက်သူတို့အအစီအစဉ်ဆွေးကြတယ်။ဒါပေမဲ့မြန်မာနိုင်ငံကိုနှစ်လျှောက်ဆွေပြတ်သွားတဲ့အချိန်မှာနောက်ထပ်နှစ်လျှောက်ဆွေအုပ်ချုပ်ခြင်းနဲ့အတွေ့အကြုံကိုလို့ဒီဘင်းဆိုတဲ့နွားလေရေးပြဖို့နော်။အဲဒါဘင်းဆိုတဲ့အမျိုးအစားလေးကိုနောက်ကကြိုးကနေကက်ပြီးတော့နောက်ထပ်တမတ်ခက်ကိုထက်ကလေးတယ်။ဒါကြောင့်မို့လို့ငွေစင်တမတ်ဘင်းကိုကြက်ရွက်ကလောက်ကောင်ပြန်မယ်ပို့လို့မယ်ဆိုကျွန်တော်တို့ ျွန်တော်ရဲ့မြန်မာနိုင်ငံကိုအိန္ဒိယကနေတိုက်ရိုက်အုပ်ချုပ်တာ။အင်း။ဒါကြောင့်မို့ကျွန်တော်ပိုက်ဆံနေမှာအိန္ဒိယကောင်းပြန်မယ်အိန္ဒိယဘယင်ရဲ့ကောင်းပြန်မယ်အမြဲတမ်းပါတယ်တွေ့ရတယ်။အင်း။ဆိုတော့ဒီတဘောင်အတိုင်းပဲဖြစ်လာတာတွေ့ရတယ်။ဟုတ်ပြီ။တော့အဲ့ဒါကဒီ COVID ခက်ကတဘောင်။ဒါဆိုဒီနေ့ခက်တဘောင်ကိုကြည့်လိုက်တဲ့အခါကျွန်တော်တို့ဒီအာတုဒ္ဒတံဘုံနာဟဲ့တမကြမ်းနေမှာဘယ်လိုရထားလဲဆိုတော့ကလျက်ထိပညာရှိယွင်းပိခန္တာမှန်တဘောင်းလျက်ရှိမြို့ရွာပြည့်စစ်စစ်ဖြစ်ရတဲ့အခုလက်ရှိတဘောင်းကမှဖြစ်သွားတာဟုတ်တယ်ဆိုတော့ဒီတဘောင်းကမှဖြစ်သွားတာတို့ဒီလျက်ထိပညာရှိ ယွင်းပြီးခန္ဓာမှတ်တဘောင်းလှုပ်ရှင်းမြို့ရွာပြက်ဆက်ဆက်ဖြစ်ရလတန်းလေဆိုတော့ကျွန်တော်တို့အဲဒီမြို့ရွာတွေပြက်လာမျိုးပေါ့ဗျာဒီတဘောင်းကမှလှုပ်တဲ့ငလေးနဲ့ဆက်ပြီးတော့မြို့တွေရွာတွေပြက်လာဘောနအဒါနောက်တစ်ခုကျတဲ့ကအဲ့ဒီစာသားထဲမှာဒီလက်ရှိနေပြီးသူတတံပုံနာလက်သမားကျမ်းထဲမှာပဲတစ်ခါထပ်ဆိုထားသေးတယ်တောက်ကြလှုပ်ခဲ့မင်းပြောင်းလွှဲပြီးသေးပူလောင်တက်อืมဒါတော့ဒီဟာလေးကိုကျွန်တော်တစ်ခါပြန်ဆက်ပြမယ်တောက်ကြလှုပ်ခဲ့မင်းပြောင်းလွှဲ ပြည်သေးပူလောင်တက်ဆိုတော့မနေ့ကအဲတောက်ကြနေအဲဒီငလင်းလုတ်တဲ့နေ့ကနေတောက်ကြနေဖြစ်တယ်ဟုတ်တယ်ဒါကြောင့်မလို့ဒီတောက်ကြနေ့မှာလုတ်ခဲ့တာဖြစ်တဲ့ကြောင့်မင်းပြောင်းမင်းလွှဲဖြစ်ကိုဖြစ်မယ်လို့အတိတ်ကဆိုလာဖြစ်တယ်ဒါကြောင့်မလို့ဒီလက်ရှိအာနာယူမင်းအောင်လိုင်းဟာငါ့ဘောနော်ဒီကျွန်တော်တို့ဒီတပောင်းနေအရဆိုလို့ရှိရင်တော့ဒီကောင်ကတိတ်ပြီးကြာကြာကြီးတော့မနေရတော့ဘူးဆိုတာကိုကျွန်တော်တွေ့ရတယ်မင်းအောင်လိုင်းတေဆုံးကန်ရောက်ပြီလို့ပဲကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့ဒါတွေနဲ့ဒါအကျိုးဆက်အနေနဲ့ကျွန်တော်တို့မှာဒါစူးစိုးတွေကိုတော့ကျွန်တော်တို့ ဒါရန်သားပြည်သူတွေအကဲကိုဒါယင်စီးပြီးတော့ခံခဲ့ရတယ်ဟုတ်ပါတယ်เนาะလက်ရှိကျွန်တော်တို့နိုင်ငံအတွင်းထဲမှာဒါအာနာသိမ့်ခံရပြီးကျွန်တော်တို့ပြည်သူတွေစားဝတ်နေရေးတွေရန်ကိုချက်တဲခဲ့ရတယ်ပြီးတော့ကျွန်တော်တို့ရဲ့လူငယ်တွေနေစဉ်ဖန်ဆင်းတက်ဖြတ်ခံနေရတယ်ကျွန်တော်တို့ရဲ့ကလေးငယ်တွေနေစဉ်ဘုံကျဲတက်ဖြတ်ခံနေရတယ်ဒီချင်းနေတွေနဲ့မလုံလောက်ဖဲနဲ့လက်ရှိအာနာယူအုပ်စုရဲ့ ဗယံမတာလှုပ်ဆောင်ချက်တွေကြောင့်တဘောဝအတိုင်းဒါရွေးရှားနေတဲ့ပြည့်ွေကြောတွေဟာစောလင်စွာဒါတဘောဝတန်ကိုခံစားခဲ့ရတဲ့အခြေအနေတွေနဲ့ကျွန်တော်တို့ထပ်ဆင့်ရှင်းနာအောင်ရှင်းနေအောင်ခံစားခဲ့ရပြီးပြီဒါတွေကဒါဆိုးတဲ့ဖက်တွေပါဟုတ်တယ်ဆိုတော့ကောင်းတဲ့ဖက်မှာတော့ကျွန်တော်တို့တောက်ကြလှုပ်ခဲ့မင်းပြောင်းလွဲ ဒါဒီတဲ့ဘူးလေတဲ့ဆိုတော့ဒီတောင်းကြနေမှာလှုပ်ခဲ့တဲ့ငလင်ကြောင်းမင်းအပြောင်းလဲတေချာပေါက်ဖြစ်မယ်ဆိုတဲ့တပောင်းကလည်းရှိခဲ့ပြီးဖြစ်ပါတယ်ဟုတ်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်ရဲ့မိဘပြည်သူတွေကျွန်တော်ညီကိုမောင်ရွာတွေတဦးချင်းစီတိုင်းအတင်ထားပါပြီးတော့လက်ရှိအချိန်မှာကျွန်တော်တို့ဒါအကြံဖက်ဖက်စစ်ခွေးတက်ကနေပြီးတော့ထုတ်ပြန်ကြီးညာတဲ့ဒါတည်ဆုံးခဲ့တဲ့စည်းရင်းဆိုတာသူတို့ဘယ်ကနေတော့ောက်ကြတယ်ဟုတ်ပါတယ်နော်လင်ညာပြီးတော့ထုတ်တာလေ ုတ်ပါဘူးသူတို့ကတော့ဘာမှမဖြစ်တရားသူတို့ကိုနိုင်မြေပြင်မှာဆင်းပြီးတော့ကုနေတရားသူတို့တွေကတော့ပုံဖော်မှာဟုတ်ပါပြီးတော့ဖြစ်ဖြစ်ချင်းမှာပဲသူတို့ရဲ့ခေါင်းဆောင်မာအားလကိုတိုင်းခေါက်ခေါက်တောင်းစားတဲ့ဗီဒီယိုဖိုင်တက်လာပါတယ်ဟုတ်ပါတယ်ခင်ဗျာဘာကြောင့်မင်းကကျွန်တော်ပြောခဲ့မိတာဒီကောင်ဘာကြောင့်ငလင်လှုပ်မှာကိုကြိုးတင်ကာဝယ်မှုမလုပ်တာလဲ ဆိုတော့ကျိုးရင်းကာကွယ်မှုမလုပ်တဲ့အပြင်ငလင်မလုပ်ခင်မှာကျွန်တော်တို့ပြည်သူတွေကိုပေါင်900ဘုံနေနဲ့အဲ့ကောင်တော့ကျဲဟုတ်တယ်ငလင်လှုပ်ပြီးတာတော့မှဘုံကျဲခဲ့ဟုတ်တယ်ခင်ဗျဒီငလင်တော့ဒီ나이ဘိုင်းအကြမှာ나이ဘွက်လောက်ပဲကြာမှာခင်ဗျ나이ဘွက်လောက်အကြမှာပဲဒီလက်ချက်ကေနူတက်မှာနဲ့ sorry ကေနူတက်မှာတက်နေမြေထက်မှာသွားပြီးတော့ဘုံသွားခြင်းဆိုတော့ဒီကောင်ကအာဘောနော်ဒီငလင်မလုတ်ခင်나이ဘိုင်းအလိုလေးမှာလည်းသူသွားခြင်းတယ်နောက်ပြီးဒီငလင်လှုပ်ပြီးလို့나이ဘွက်အကြလာမှာလည်းသွားပြီးတော့ လှုပ်အောင်ဘောနဘုံကြီးကတော့တွေ့ရတယ်ဆိုတော့ဒီကောင်ကဘာလဲဆိုတဲ့ကဒီကျွန်တော်ဟိုတခါတော့ပြောခဲ့မှုပါလေဘာလဲကျွန်တော်တို့ဒီပြည်သူလူထုအားလုံးကဘာလဲဒီအာဒီတဘောကဘေးအန္တရာယ်လူမျိုးရဲ့အဓိကရောနေဒါတွေကိုပဲအာရုံစိုက်နေတဲ့အချိန်မှာသူတို့လှုပ်ချင်တာလှုပ်ဖို့အတွက်အဲဒီဘောနဘလခုခုလဲအတင်းမလေးရင်ကိုသူအနေနဲ့ကြိုတင်ပြီးသိပေမဲ့ပေါ့နော်ဒါကြိုတင်မသိတာတော့မဟုတ်ဘူးဘယ်ဆိုမှဆိုကြိုတင်သိရဲ့ကြိုတင်သိပေမဲ့ तू ဘာကြောင့်မကြုံညာပြတာလဲ तू ဘာကြောင့်မလုပ်ပြတာဆိုဒီလိုလုပ်ချင်လို့ကြောင့် ဒါပါပဲခင်ဗျာသူကအမြဲတမ်းသူတို့တွေဒါအာနာထိနိုင်ဖို့ဟုတ်ပါဘူးသူတို့တွေအာနာတဆူရှိဖို့ပြီးတော့သူတို့အုပ်ချုပ်နိုင်ဖို့နီမျိုးစုံတုံးငေကြပြီးပြီနော်လက်ရှိကျွန်တော်တို့ပြည်သူတွေဒီလောက်ထိခက်ခဲမယ်ဒီလောက်ထိစိုးရမယ်ဆိုတာလဲဒါငလင်နဲ့ပတ်သက်ပြီးတော့လိလသုံးသက်သူတွေဆိုရင်ဟာပြင်ပပုံလိကအနေနဲ့သူတို့ကကြီးညာပေးနေကြတာဟုတ်ပါတယ်ပြောချင်တာကကျွန်တော်တို့ဥမာရခိုင်ပြည်မှာရခိုင်ပြည်မှာကျွန်တော်တို့လည်းငလင်တန်ကိုခံစားခဲ့ရတယ် ဟုတ်ပါလားကျွန်တော်လက်ရှိခိုင်ရတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေကပဲအဲ့ဒီကိစ္စကိုကြိုတင်အတိပေးပြီးတော့ဖြစ်ပြီးတဲ့အချိန်မှာလည်းပဲကျွန်တော်တို့ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရရတယ်ပြီးတော့စကိုင်းတိုင်းဒေသတွေမှာလည်းထုံကြီးကောင်းပဲကျွန်တော်တို့အချင်းချင်းပဲဒါကြိုတင်ပြင်ဆင်ဝင်ရင်ခဲ့ကြရတဲ့အခြေအနေပါ ဟုတ်ပြီဒါဆိုရင်တော့ဒီနေ့တင်ပြမှုတွေကတော့ကျွန်တော်တို့နိုင်ငံအတွင်းထဲမှာဒါဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကတော့ကျွန်တော်မိဘပြည်သူတွေလူမှုကွန်ရက်ဆိုရှယ်စာပြန်နာပေါ့အသီးသီးမှလည်း one night ပွဲတွေ့မြင်ခဲ့ရပြီးဖြစ်ပါတယ်ကျွန်တော်တို့လည်းထပ်တူခန်းစားရပါတယ်ဟုတ်ပါတယ်ဆိုတော့ဒီအပြောင်းလဲတွေနဲ့အတူပုံမကောင်းမွန်တဲ့အရေးဝန်တစ်ခုပုံမကောင်းမွန်တဲ့အနာဂတ်နိုင်ငံတော်တစ်ခုကိုကျွန်တော်တို့အတူတူရုံးကန်စူးစမ်းလို့ထနိုင်ပါတယ်ဆိုတာကိုလည်းဒီနေ့ဒီတပောင်နဲ့အတူ မင်းပြောင်းမင်းလဲတေချာပေါက်ဖြစ်မယ်ဆိုတဲ့အကြောင်းကိုတင်ပြခဲ့ခြင်းဖြစ်ပါတယ်ဟုတ်ပါတယ်ခင်ဗျာဒီတော့ဘောနော်ဒီမင်းပြောင်းမင်းလွှဲဆိုတဲ့နေရာမှာဒီအခုကျွန်တော်တခုပြောချင်တာဗာလဲဆိုတော့ဒီကောင်အာဒီလက်ရှိနေပြီးတော့တောက်ကြလှုပ်ခဲမင်းပြောင်းလဲပြည်တဲ့ပူလောင်တက်ဆိုတော့အာကျွန်တော်တို့ဒီအခုလက်ရှိဒီကောင်ကြီးရဲ့အာဒီကောင်ကြီးအကြောင်းမပြောခင်မှာကျွန်တော်တခုပြောပြမယ်ဒီကျွန်တော်တို့အာဗာလဲဆိုတဲ့ကသခိုးနဲ့ပေါ့ရင်သခိုးဖြစ်တယ်အင်းလူမိုင်းနဲ့ပေါ့ရင်လူမိုင်းဖြစ်တယ် ခုလက်ရှိဒီကျွန်တော်ကျွန်တော်ထိုင်းနိုင်ငံကိုကြည့်လိုက်သူဒီ3ရက်နဲ့4ထက်မှာဒီလက်ရှိအာလက်ရှိနေ April 3ရက်နဲ့4ရက်ထက်မှာထိုင်းနိုင်ငံကနေဖိတ်ထားတယ်လို့အစီအဖိတ်ထားတယ်အခုလက်ရှိသူသွားမဲ့ဘန်ကောက်ဟာအာအရေးပေါ်ကြုံရတဲ့စင်းတွေပါသွားပြီဟုတ်ပါအရေးပေါ်ကြုံရတဲ့ဒါကြောင့်မလို့ကျွန်တော်တို့ပြောတာဒီဒီတော့ဒီပြည်သူပြည်သားတွေကအခုဝမ်းသာရမယ်ဝမ်းဒီပေါ့နော်အငိုကြွေးနေရတဲ့ဂျာကနေနည်းနည်းဝမ်းသာစေချင်တာကဘာလဲဆိုတော့ကကျွန်တော်မင်းပြောင်းမင်းပဲဖြစ်တော့မှာ ဘာလို့ဆိုသူနဲ့ပေါင်းတဲ့အမ်သူနဲ့လက်ရှိပေါင်းနေတဲ့နိုင်ငံတွေကလည်းအခုဒုက္ခအခက်အခဲတွေရောက်သွားကြတယ်ဆိုတော့အဲဆိုတဲ့ခါကျတော့ဒီတပေါင်းအတိုင်းဖြစ်လာပြီဆိုတဲ့ဟာလေးကိုကျွန်တော်နည်းနည်းလေးမျှဝေပြချင်တာပေါ့နော်ဟုတ်ပါဒါမဲ့ကျွန်တော်ဒီမျှဝေပြတဲ့ခါမှာကျွန်တော်အမ်ဒီနေ့ပဲပေါ့နော်ကျွန်တော်လူတယောက်နဲ့ အကပ်ဖြစ်ခဲ့တယ်ပေါ့ဟုတ်ကဲ့ဖြစ်ဖြစ်တဲ့ကျွန်တော်တို့ကဘာပြောလဲဆိုတော့မင်းကရခိုင်သားတယောက်ဖြစ်ပြီးတော့ပေါ့နော်မင်းကဒီထပိန်ရှောင်းတဲ့လမ်းဆိုပါပုတ်လိုက်တာလေတဲ့ဆိုတော့အဲ့လိုမေးလာမေးတော့ဟာထပိန်ရှောင်းငါဘယ်သူထပိန်ရှောင်းလာလဲဟဲ့ကောင်ပြောပြပါဦးဆိုတော့မင်းဒိုဆုထပိန်ရှောင်းလဲပေါ့နော်ဆိုတော့ကျွန်တော်ဒိုဆုထပိန်ရှောင်းလဲဆိုတော့ဟဲ့ကငါကငါဒိုဆုထပိန်ရှောင်းလာမဟုတ်ဘူးငါတို့ကငါမင်းငါတို့နီးပိန်လုပ်ပဲကိုကိုနီးပိန်လုပ်ပဲကိုကိုငါတို့ကကျော်နဲ့ကင်းတဲ့အတွက်ကိုကိုကိုကောင်းယူတယ်လို့ဟုတ်ပါတယ်ကျွန်တော်တို့တော်လန်သောလူငယ်တွေဟာအမြင့်ဒီပါတီဇဲမှမရှိဘူးမြင့်ဒီနိုင်ငံရေးအစွဲလမ်းမှမရှိဘူး ဟုတ်ပါတယ်အမှန်တကယ်ကျွန်တော်တို့နိုင်ငံလွတ်မြောက်ဖို့အတွက်အမှန်တကယ်ပဲကျွန်တော်တို့ရဲ့ဒါဒါဂျင်းသိငွေတွေကျွန်တော်ရဲ့အနာဂတ်နိုင်ငံအတွက်ကျွန်တော်တို့ကြိုးစားပေးနေခြင်းဖြစ်တယ်ဆိုတာကိုလည်းသဘောပေါက်နားလည်မယ်လို့မျှော်လင့်နေကျွန်တော်တို့ကနှိပ်ပိတ်လည်းမဟုတ်ဘူးဟုတ်ပါတယ်နီးပိလည်းမဟုတ်ပါဘူးနီးပိလည်းမဟုတ်ဘူးဟုတ်ပါတယ်ကျွန်တော်တို့ကအခုခက်လူငယ်တွေဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ရှိပါတယ်ကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာ